မစစ်တပ်မှာလည်းပြုံးပြုံးလင်းလင်းပြောမယ်ဟေ့ဆိုလို့ရှိရင်နိုင်ငံရေးအသိအဉာဏ်ရှိတဲ့သူတွေကလည်းတော်တော်နေတာနော်ဟိုကြည်တာလူတဦးတယောက်ကိုကြည်တာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ကစစ်တပ်ထောက်ခံတဲ့နေရာမှာနှမျိုးနှစရှိတယ်နော်အဘဘောမနဲ့စစ်တပ်ဘောမဆိုတာရှိတယ်စစ်တပ်ဘောမစစ်တပ်ကြီးတစ်ခုလုံးကိုမလာခင်ဗျားတို့ကအဘဘောမဆိုတာမျိုးဟာဥမင်းအွန်လိုင်းတယောက်ထဲရဲ့ဘောကိုထိုင်မှနေတာအဲ့တော့ကိုအစင်ကိုတည် ကိုမောင်မောင်အနေနဲ့ခင်ဗျားတို့လည်းစိတ်လည်းမညစ်ဘူးတန်းလည်းမညစ်ဘူးဘာကြောင့်လဲဆိုရှင်ခင်ဗျားတို့မှာကျွန်တော်တို့လည်းညှိတော့တဲ့အခြေချင်းအစင်တန်းဘာလို့ဘာမှမရှိဘူးပြည်တွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်မှာအချိုးမပြေတဲ့ဒီဘယ်လိုခေါ်မလဲဒီအရန်ကိုပေါ့နော်ဟိုအာနာယူနေတဲ့စစ်ဘုတ်ချုပ်ချုပ်ရှိတယ်နော်စစ်ဘုတ်ချုပ်တွေရှိတယ်နော်ရာရှိအရာကန်တွေရှိတတ်တယ်ဒီရာရှိအရာကန်တွေကခင်ဗျားတို့ခေါင်းတွေဟာညနေနာမှာတော့ခင်ဗျားတို့မှာစစ်တပ်ကဘာပဲလုပ်လို့ ဟုတ်ကဲ့ပါနော်အဲကောင်းပါလေကောင်းပါကောင်းသည်ရှိမကောင်းသည်ရှိချိန်မိတ်ပြီးတော့ကောင်းမေးနေရတဲ့ဘုရားမင်းတို့ရဲ့ဖြစ်တည်မှုကိုကျုပ်တို့နားလေတယ်ခင်ဗျားတို့သွားပြီးတော့ကလန်ကဆာကျွန်တော်တို့မျိုးနည်းနည်းလေးပေါ့ဗျာနော်ဟိုတင်ကြားပေးကြည့်ပါလားထောက်ပြကြည့်ပါလားခင်ဗျားတို့ခါတစ်ချိုးရောက်သွားမှာပေါ့အဲ့တော့ခင်ဗျားတို့အစင်ကိုအစင်နဲ့ကိုနေကျုပ်တို့ကကျုပ်တို့အစင်ကိုကျုပ်တို့ဆက်လက်ထိန်းသိမ်းနေရမှာပဲဘာပဲဆိုတော့ Telegram မှာရှိနေတဲ့ဒီ channel တွေ channel တွေ channel တွေခင်ဗျားတို့ကခင်ဗျားတို့ကဘာလဲဆိုလို့ရှိရင် စစ်တပ်နဲ့စစ်တပ်ကခင်ဗျားတို့ဒီလိုနေဆိုဒီလိုဇရိုက်နေဒီစကားပြောဆိုဒီလိုပြောဒီလိုမျိုးတိုက်ခိုက်ဆိုဒီလိုတိုက်ခိုက်ခင်ဗျားတို့မှာဒီလိုပဲလုပ်เสียရှိတယ်ကြံတာဘာမှမလုပ်နဲ့ခင်ဗျားတို့မှာကြံတဲ့ဟိုကောင်မျိုးထွန်းဖောက်မှုတွေဟိုကောင်မျိုးပြည်သူကိုလမ်းပြနိုင်တဲ့အသိဉာဏ်ခင်ဗျားတို့မှာမရှိဘူးနော်အဲ့ဒီအချင်းခင်ဗျားတို့မှာမရှိဘူးမရှိရတော့ကြောင့်မို့ခင်ဗျားတို့အဆင့်နဲ့ခင်ဗျားတို့နေကြအကျုပ်တို့ကတော့နိုင်ငံရဲ့ရည်ရည်ဖြစ်တယ်ပြီးလို့ရှိရင်ဘာကလည်းမနားစကလည်းခင်ဗျားတို့လူဝင်ဖြစ်ဘူးနော်ဒီလောက်မှနားမလဲလို့ရှိရင် အဲ့တော့နာဆာကအားပေးထောက်ခံနေပါလို့စစ်တပ်အားပေးထောက်ခံနေသူကဆိုတော့ခင်ဗျားလူဝင်ဖြစ်သေးဘူးเนาะเนาะလူဝင်ဖြစ်သေးပဲနိုင်ငံရေးမလုပ်ပါနဲ့เนาะကျွန်တော်ကအဲ့ဒါပြောပြီးတော့ပိုင်းမှာလက်တွေ့ကြကြသမားတွေအောင်မှာကျွန်တော်ဆက်ဆိုဟာတဲ့အကိုကတမန်နဲ့ခင်ဗျားတော့ဖင်လန်ကနေမြန်မာပြည်ကိုပြန်လာလဲတော့ခင်ဗျားတော့တကယ်ဒုက္ခပေးလိုက်ပြီတဲ့ဆိုတော့